ငဇုံမြုံနယ်တွင်အရက်ထွက်ဝဲသည့်စစ်သားများကိုဂျားကျက်တက်ခိုက်မှုကြောင့်နှစ်ဦးသေဆုံးကြောင်းသိရပါသည်။မန္တလေးတိုင်းငဇုံမြုံနယ်တွင်အရက်ထွက်ဝဲသည့်စစ်သားများကိုဂျားကျက်တက်ခိုက်ရာနှစ်ဦးသေဆုံးခဲ့ကြောင်း Special Task Force ငဇုံမှတာဝန်ရှိသူတဦးကပြောပါသည်။နိုဝင်ဘာလ၄ရက်နေ့နာနဲ့7:24မိနစ်ကတွင်ငဇုံမြုံနယ်မြို့သားစီမြောက်ဖက်တွင်အရက်ထွက်ဝဲသည့်အကြမ်းဖက်စစ်သား၃ဦးကို Special Task Force ငဇုံတပ်ဖွဲ့ကဂျားကျက်ဆောင်ဆိုင်တိုက်ခိုက်ရကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင် အချမ်းပဲစစ်တပ်ဘက်မှစစ်သား2ဦးပွဲချင်းပြီးတေဆုံးကတအူးထိခိုက်တံရရရှိခဲ့ကြောင်းထို့သောတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်စစ်သားများထပ်မံရောက်ရှိလာပြီးတော်လိုင်းရဲဘော်များပြန်လည်ဆုတ်ပါခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတွေအင်အားကတော့3ဦးထွက်လာတာ။ကျွန်တော်ရဲဘော်တွေကမီတာ20လောက်ကအသင့်ဆောက်ပြီးတိုက်ခတ်တိုက်ခဲ့တာပါ။နေရာတွင်စစ်သား2ဦးပွဲချင်းပြီးတေဆုံးကသွားတယ်။ကျွန်တော်ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဒီလူတွေအနေနဲ့စစ်ခွေးတွေနဲ့ဝေးဝေးနေပေးဖို့မြစ်တာရဲ့ခံကြင်ပါတယ်။ ကျွန်တော်တို့အဖွဲ့ကိုလည်းကူညီထောက်ပံ့ပေးကြပါဦးလို့မြစ်တရက်ခံကျင်ပါတယ်ဟု Special Task Force ငဇုံမှအတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို Special Task Force ငဇုံတပ်ဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်တပ်က Internet ပေါ်မှာသတင်းများကိုတံပြန်ရနဲ့နိုင်ငံရေးအရာတိုက်ခိုက်မှုများကိုတားမြစ်အရေးယူရန်ပြည်ထရေးဒုဝန်ကြီးဦးဆောင်သောကော်မတီနဲ့ရည်ပညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီး24နာရီစောင့်ကြည့်နေကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်က အင်တာနက်ပေါ်မှာသတင်းများကိုတုံ့ပြန်ရန်နဲ့နိုင်ငံရေးအရာတိုက်ခိုက်မှုများကိုတားမြစ်အရေးယူရန်ဖြီထဲဒုဝန်ကြီးဦးဆောင်သောကော်မတီနဲ့ဤပညာကျွမ်းကျင်ဖွဲ့များဖွဲ့စည်းပြီး၂၄နာရီစောင့်ကြည့်ရန်အမိန့်နဲ့ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းစစ်တပ်ကထုတ်ပြန်သောပြန်နာအရာသိရှိရပါသည်။အကြံဖက်စစ်တပ်က၂၀၂၅ခုနှစ်ဩဂုတ်လ၁၄ရက်နေ့နေ့စွဲဖြင့်အမိန့်တင်ညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးအဆိုပါအမိန့်တွင်အင်တာနက်ပေါ်မှာသတင်းတုသတင်းမှားများနိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုခြင်းများပါဝင် အွန်လိုင်းပေါ်မှာလှုပ်ဆောင်ချက်များကိုတားမြစ်အေးအေးယူနိုင်ရေးကော်မတီတရက်ကိုဖွဲ့စည်းလိုက်ကြောင်းအဆိုပါကော်မတီတွင်ပြည်ထောင်ဒုဝန်ကြီးကဥက္ကဋ္ဌဖြစ်၎င်းပို့ဆောင်ရေးနှင့်ဆက်သွယ်ဒုဝန်ကြီးကဒုတိယဥက္ကဋ္ဌဖြစ်၎င်းအဖွဲ့ဝင်အားလုံးစုစုပေါင်း12ဦးပါဝင်ကြောင်းတည်ရပါတယ်။အဆိုပါကော်မတီတွင်ဥပဒေရေးရာဝန်ကြီးဌာနညွှန်ချုပ်ပြန်ကြားရေးညွှန်ချုပ်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှအရာရှိကြီးတူစာသုံးလုံးညွှန်ချုပ်ဘောဘာညွှန်ချုပ်ရဲမှုခင်းနှင့်ဥပဒေရေးရာဌာနကြီးမှုဒုရဲချုပ်နှင့်မှုခင်းရဲတပ်ဖွဲ့မှ ပုတ်ဆက်ဒုညွန်ချုပ်တို့ပါဝင်ဖွဲ့စည်းထားကြောင်းသိရှိရပါတယ်။အဆိုပါကော်မတီလုပ်ငန်းတာဝန်များတွင်အင်တာနက်ပေါ်မှသတင်းများနဲ့နိုင်ငံရေးအရာတိုက်ခိုက်ခြင်းများကိုအရေးယူရနဲ့ညပညာကျွမ်းကျင်ပညာရှင်များပါဝင်သည့်အဖွဲ့ကိုဖွဲ့စည်းပြီး၂၄နာရီစောင့်ကြည့်ရန်အင်တာနက်ပေါ်သတင်းတင်သူများနဲ့နိုင်ငံရေးတိုက်ခိုက်သူများကိုညပညာဖြင့်ရှာဖွေဖော်ထုတ်အရေးယူရန်အင်တာနက်ပေါ်မှသတင်းပေါ်ပြမှုများကိုအဖွဲ့ဖွဲ့စည်းပြီးတံပြန်ဆောင်ရွက်ရန်တို့ပါဝင်ကြောင်းသိရပါတယ်။ရင်းအပြင်ကျွလုံသူများအသုံးပြုလက်ရှိသောဖုန်းနံပါတ်များပိတ်သိမ်းရေး ဘာအကောင့်ချက်လက်များငွေသွင်းငွေထုတ်မှတ်တမ်းများရယူခြင်းနဲ့ဘာအကောင့်များကိုယာယီတားသီးခြင်းများပြုလုပ်နိုင်ရေးညှိနှိုင်းဆောင်ရွက်ရန်တို့ကိုလည်းကော်မတီလုံခြုံတာဝန်ဖြစ်ထည့်သွင်းထားကြောင်းသိရှိရပါတယ်။ဒေါက်တာမြို့အဝင်ဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ပြီးမြေရှုပ်ရှင်းလင်းကြောင်းသိရပါတယ်။မာလီတိုင်းဒေါက်တာမြို့အဝင်ဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ပြီးမြေရှုပ်ရှင်းလင်းလိုက်ကြောင်းဒေသပြည်သူများနဲ့စေတင်ရင်းနဲ့အရသိရပါတယ်။နိုဘာလ9ရက်နေ့နာနဲ့6နိုင်ခန့်တွင်တောင်တာသထိုးကြီးလမ်းပိုင်းရှိတောင်တာမြို့အဝင်ဂိတ်ဖြစ်သော မကြီးရိုးဂိတ်ကိုတွန်ဟိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းဂိတ်အတွင်းရှိအကြမ်းဖက်စစ်သားများထွက်ပြေးသွားသောကြောင့်တွန်ဟိုင်းရဲဘော်များကဂိတ်စခန်းကိုမိရှုပ်ရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့လည်း6နိုင်လောက်ကတောင်သာမြို့ကနေမထိုးကြီးဘက်ကိုအထွက်ဖြစ်တဲ့တောင်သာမြို့အုံဝင်ဂိတ်မကြီးရိုးဂိတ်ကိုဝင်တိုက်တာလို့သိရတယ်။အဲ့လိုပစ်ခတ်မှုဖြစ်စဉ်မှာတော့ဂိတ်မှာရှိတဲ့စစ်ခွေးတွေထွက်ပြေးသွားလို့ဂိတ်ကိုမိရှုပ်ရှင်းလင်းလိုက်တာလို့သိရတယ်ဟုစစ်ရေးတရင်ရင်းတွေကပြောဆိုပါတယ်။ ထို့ပြင်တောင်သာမြို့ပေါ်တွင်နေထိုင်သောပြည်သူတို့ကလည်းပြစ်ခတ်မှုဖြစ်ပွားခဲ့သည်ကိုအတိပြုပြောဆိုပြီးစစ်သားများမြို့ထဲကိုဝင်ရောက်လာကာတရမများပြစ်ဖောက်ခဲ့ကြောင်းတောင်သာထိုးကြီးလမ်းပိုင်းရှိမြို့အဝင်ကိမှမိခိုးများထွက်လာသည်ကိုလည်းတွေ့မြင်ခဲ့ရကြောင်းပြောဆိုပါသည်အဆိုပါပြစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီးအသေးစိတ်ကိုသက်ဆိုင်ရာနေမြေရှိတွန်လိုင်းတပ်ဖွဲ့များကထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရပါသည်ရန်ကုန်ရှိကထိန်တစောင်းတိုင်းမိထုံပွဲနှင့်ဈေးပွဲတော်များတွင်ရန်ဖြစ်မှု ခိုးစုံလူရက်မှုနဲ့မြို့တောင်ကြားလူငယ်များကိုအမှုဖွင့်အရေးယူခြင်းမပြုဘဲစစ်မှုထမ်းဖြင့်စုဆောင်းနေကြောင်းသိရပါတယ်။ရန်ကုန်တိုင်းအင်းစိန်မြို့နယ်နဲ့ကထိန်တစောင်းတိုင်းမိထုံပွဲနဲ့ဈေးပွဲတော်တွင်ရန်ဖြစ်မှုခိုးစုံလူရက်မှုနဲ့မြို့တောင်ကြားလူငယ်များကိုအမှုဖွင့်အရေးယူခြင်းမပြုဘဲစစ်မှုထမ်းဖြင့်စုဆောင်းရရှိကြောင်းအင်းစိန်မြို့နယ်တွင်ရက်ွက်အုပ်ချုပ်ရေးဖွဲ့ဝင်တို့နဲ့ရန်ဖြစ်သုံးကြောင်းဖမ်းဆီးခံရပြီးစစ်မှုထမ်းဖြင့်စုဆောင်းခံရရသောလူငယ်တို့၏မိသားစုဝင်တို့မှသိရှိရပါတယ်။ ်အင်းစင်မြို့နယ်အရှိတူကုန်းရက်ွက်ဥက္ကဋ္ဌစောဝင်းတွင်ကအရှိတူကုန်းတွင်ကတိန်လှဲ့လေပွဲဒဇောင်းနိုင်မိထွန်းပွဲများတွင်ရန်ကားသူမူရင်ရန်ဖြစ်မှုနှင့်ခိုးဆိုးလူရဲ့လူငယ်များကိုရဲစခန်းသို့မပို့တော့ပဲစစ်မှုထမ်းဖြင့်တပ်ဆိုင်ရာတပ်နယ်များသို့ပို့ဆောင်လိုက်ကြောင်းသိရှိရပါသည်အရှိတူကုန်းမှာကတိန်မှာမူကြယူကြရန်ဖြစ်ရင်လူငယ်တို့ဒဇောင်းနိုင်တကူကြီးညမှာရန်ဖြစ်တဲ့လူငယ်တို့ကိုဖမ်းပါတယ်ရဲစခန်းကိုမပို့ပါဘူးတခါရဲစစ်မှုထမ်းစုဆောင်ရေးကိုပို့ပါတယ်အဲလိုပို့တဲ့အတွက် ပုံမှန်စစ်မှုထမ်းပြီးတော့ပေးနေရတဲ့လူငယ်တွေအစားအစားထိုးပို့လိုက်တာလို့သိရပါတယ်။အခုတော့သိရတဲ့လောက်လေးဦးကဖမ်းခံရပြီးစစ်မှုထမ်းပို့ခံရတယ်ဟုအရှိတိုကမှဖမ်းဆီးခံလူငယ်တဦးဆွေမျိုးဖြစ်သူကပြောပါတယ်။ရင်းအပြင်အင်းစိန်မြို့နယ်ကာနာအလေရပ်ကွက်တွင်ဘုံကထိန်နဲ့ချင်းပွဲစတေရှုများပျော်ပွဲရွှင်ပွဲများပြုလုပ်ခဲ့ပြီးရင်းပျော်ပွဲရွှင်ပွဲကာလတွင်မူရင့်နေသောလူငယ်များရန်ဖြစ်သောလူငယ်များကိုကာနာအလေရပ်ကွက်အုပ်ချုပ်ရေးမှူးချုပ်ဆန်ရိုင်မှုဘူကြီးလူမိုက်ကျင်ဟုတ်တမင်းလက်တပည့်အောင်အောင်တို့ကစစ်မှုထမ်းပြစ်စုဆောင်သွားကြောင်း ။ရင်းအပြင်ပွဲများတွင်လည်းမိသည့်ပြစ်မှုကိုမှမကျူးလွန်ပဲပွဲစဉ်လာလျှောက်သောလူငယ်တို့ချို့ကိုလည်းပေါ်လာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။ပွဲကုန်လာတဲ့လူငယ်တွေရောရန်ဖြစ်တဲ့လူငယ်တွေရောအုပ်ကြီးတွေကားတွေနဲ့ဆွဲတင်တာပွဲတော်ရက်ကသူတို့အတွက်စစ်မှုထမ်းဆုဖို့ခွင့်ရလို့ဖြစ်နေတယ်။ကားတွေနဲ့တတုပ်ပြီးတတုပ်သူတို့လူတွေလိုက်ရှာတာမြင်ရတယ်ဟုအင်းစင်မြို့နယ်ကန္နာအလေရက်ကမှရက်ကနေပြည်သူတို့ချို့ကပြောပါတယ်။အချမ်းပဲစစ်တပ်ကယခုနော်မာလာအတွင်းစစ်မှုထမ်းပတ်စင်စကုပ်ကိုဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါစစ်မှုထမ်းပတ်စင်စကိုအတွက်စစ်မှုထမ်းလူငယ်များကိုဘော်ဒါဆွဲဖမ်းဆီးမှုများရန်ကုန်မြို့စတင်စုဆောင်းနေပြီဖြစ်ကြောင်းကင်းထောက်လူငယ်တချို့နဲ့မြို့နယ်ပြည်သူများထံမှသိရပါတယ်။ဒေါ်လာရေးထိတ်ကြုံနေပြည်သားကိုစစ်သည်အင်အားအကုန်ထုတ်သုံး၍ကာကွယ်နေကြောင်းမရယာပကဖကထုတ်ပြန်လိုက်ပါတယ်။မရယာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ဟာစစ်အာဏာရှင်စတင်တော်လာတဲ့ဘွဲ့အင်းဒေါ်လာရေးခြေလမ်းမရက်တမဲ့စစ်သည်အင်အားအကုန်သုံးပြီးတိုက်ခိုက်နေကြောင်းထုတ်ပြန်ထားပါတယ်။မရယာပကဖအနေနဲ့ မတရားမြုပ်နယ်တွင်စစ်တီအင်အားကုန်ထုတ်သွင်းပြီးထိန်းချုပ်နယ်မြေများကိုအစွမ်းကုန်ကာကွယ်နေသလိုကြီးစရာတော်နိုင်ဂျီနောင်အဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေမှာလည်းတဆွမ်းသမျှတွားရောက်ကာကွယ်နေတယ်လို့သိရပါတယ်။တစုံတယောက်ရဲ့တိုက်တွန်းမှုကြောင့်လုဆောင်နေတဲ့တော်နိုင်မဟုတ်ပဲကိုယ့်အသိစိတ်နဲ့ကိုလက်လက်ကင်လမ်းစဉ်ကိုတိကျပြတ်သားစွာလုဆောင်နေတာကြောင့်ဘယ်သူတဦးတယောက်ရဲ့ဟန်တာနှောက်ယှက်မှုကြောင့်တော်နိုင်ခြေလမ်းကိုလုံးဝရပ်တန့်မှာမဟုတ်ဘူးလို့လည်းမတရားပကဖကထုတ်ပြန်ထားပါတယ်။အများပြည်သူလိုလားတောင်းတတဲ့ဖက်ဒရယ်ဒီမိုကရေစီပန်းနိုင်မရောက်မချင်းရန်သူကိုမျက်နှာမူပြီးတိုက်ခိုက်တာ ဘီရိုထုရှေ့မှာဘဝဘဝရက်တည်သွားမယ်လို့အတိပေးထားပါတယ်။မတရားမြုပ်နယ်ပြည်သူ့ကာကွယ်အဖွဲ့ဟာတော်လှန်ရေးစတင်ချိန်ကလေးကရရလက်နဲ့ဆွဲကန်တော်လှန်ခဲ့တာဖြစ်ပြီးပြည်သူအာဏာပြည်သူထံပြန်လည်အနံ့ပြီးမှသာသက်ဆိုင်ရာနယ်ပယ်အသီးသီးမှာနိုင်ငံတော်ဝန်ကိုပြောင်းလဲထမ်းဆောင်ကြမဲ့ရဲဘော်ရဲဘက်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆေးအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲနီးကလာချိန်မြို့ပြဆစ်စင်ရေးများအရှင်မြင့်လာသလိုပုံမှုပြင်းထန်လာနိုင်ဖို့ရှိကြောင်းသိရပါတယ်။ အကြံပေးစီအုပ်စုရဲ့အထူးအရောင်ရွေးကောက်ပွဲနှီးကလာချိန်မှာမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေရဲ့ရန်ကုန်မြို့ပြစစ်စင်ရေးတွေခက်စိတ်စိတ်ဖြစ်ပေါ်လာသလိုတိတဲ့ပုံပြီးအရှင်းပြင်းသွားမယ်လို့လည်းရန်ကုန်ပျောက်ကြားတပ်ဖွဲ့တွေစီကတီးရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လလောက်ကစလို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေရဲ့စီးရေးပေါ်ဆောင်မှုတွေယုံတဲ့နေရာကနေခက်စိတ်စိတ်ပြန်ရှိလာခဲ့ပြီးလက်ရှိအတူရောက်ရွေးကောက်ပွဲကျင်းပတဲ့နှီးကလာချိန်မှာတော့ပုံပြီးအရှင်းပြင်းတင်လာတာတွေ့ရတာဖြစ်ပါတယ်။ရန်ကုန်စကောက်နယ်ကွက်ရဲ့ထုတ်ပြန်ချက်အရာ ပြီးခဲ့တဲ့စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းရန်ကုန်မြို့နယ်ကောင်အပောင်ဝင်မြို့နယ်တွေမှာမြို့ပြပြောက်တက်ဖက်တွေရဲ့စီးပေါ်စားမှုစလစ်တင်ထက်မနည်းရှိခဲ့ကြောင်းသိရပါတယ်။အဲဒီလိုစီးပေါ်စားမှုတွေထဲမှာအ धिक အထောက်တန်းရဲစခန်းရက်ွက်ရုံနဲ့ထွေးုပ်ရုံတွေပြင်စေုပ်စုရဲ့အတုရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်တန်းကြမဲ့တန်ခိုင်ရေးပါတီရုံနဲ့ဖောက်ခွဲထိုက်ခံရတယ်လို့သိရပါတယ်။အောက်တိုဘာလအတွင်းမင်လာတို့မြို့နယ်ခရီးပင်လမ်းမကြီးပေါ်ကကျန်းခံရေးပါတီရုံးကပါဝင်လှဲကူးမြုံနဲ့ဒေရဘူရွာထွေးုပ်ရုံနဲ့ဖန်သာယာအနောက်ပိုင်းမြုံနဲ့တောင်ကြီးရဲစခန်း မြောက်ကလာပမြို့နယ်ရွှေပောက်ကနယ်မြေရဲစခန်းရွှေပြည်သားအမှတ်ခွန်ရက်ွက်ရုံတွေကိုပျောက်ကြားတပ်ဖွဲ့တွေကတိုက်ခဲ့တာဖြစ်ပါတယ်။လက်ပစ်ဘုံတွေပြင်းအမျက်မိုင်းတွေအုံပြတိုက်ခဲ့တဲ့အတွက်စေအောင်စုတောက်တိုင်တွေဘက်ကထိခိုက်မှုတွေရှိခဲ့တယ်လို့သက်ဆိုင်ရာပျောက်ကြားတပ်ဖွဲ့ဝင်ကထုတ်ပြန်ထားပါတယ်။မြို့ပြစစ်စင်ရေးကိုအရှင်ပြက်လှုပ်ဆောင်နေတဲ့ရန်ကုန် Army WYR အဖွဲ့အနေနဲ့လည်းပြီးခဲ့တဲ့အောက်တိုဘာလအတွင်းစံခါရေးပါတီရုံနဲ့ရေဘူရွာထွေးအုပ်ရုံးမပါဝင်စီးပေါ်ဆောင်မှု6ကြိမ်ကိုတစ်ဖက်တည်းရောမဟာမိတ်အဖြစ်နဲ့ပါလုဆောင်ခဲ့တယ်လို့တီးရပါတယ်။ WAN အနေနဲ့လေးပွဲမာပိုင်းနဲ့ပူပေါင်းတပွဲနဲ့စာမထုတ်ပြန်တဲ့ပွဲတစ်ပွဲတိုက်ခဲ့ပါတယ်တရားမဝင်ရွေးကောက်ပွဲကိုလက်မခံတဲ့အတွက်အရင်ထက် ပုံမူတိုက်ခိုက်ခဲ့တာပါနောက်ထပ်လည်းဆက်လက်ပြီးပြင်းပြထန်ထန်တိုက်ခိုက်သွားမှာပါအချမ်းပဲစစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်ကြတဲ့ဘယ်သူကိုမဆိုကြောသားရင်သားမခွဲကြပဲတိုက်ခိုက်သွားမှာပါဗီဒီယိုတွေကိုလည်းသတိပေးပြီးပါပြီခုရန်ကုန်အာမီ WAN တာဝန်ရှိသူကပြောပါတယ် လက်ရှိမှာအကြံပေးဆေးဥစုကသူတို့ရဲ့အတူရောက်ရွေးကောက်ပွဲအတွက်ဝါရဖြန့်ရုပ်ရှင်ဇာတ်လမ်းတွေကိုပြည်တွင်းစစ်ပွဲရဲ့နာမည်ကြီးတယောက်ဆောင်တွေနဲ့အဆက်မပြတ်ရိုက်ထုတ်နေသလိုတော်နိုင်အင်အားစုတွေပေါ်ချိုးဖက်ဝါရဖြန့်တာတွေလည်းရှိနေကြောင်းသိရပါတယ်။ဒါကြောင့်ဆေးဥစုအလို့ကြပအဝင်ပတ်သက်နေသူတွေကိုအရက်သားရတော်နိုင်အင်အားစုတွေကဘွိုက်ကော့လို့တပိတ်မှောက်တာတွေလှုပ်ဆောင်နေကြသလိုမြို့ပြပြောက်ကြားတပ်ဖွဲ့တွေကလည်းပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့စာထုတ်ပြန်ထားကြပါတယ်။ဒါအပြင်ရန်ကုန်မြို့အပအဝင် နေရာတော်တော်များများမှာအကျန်းပတ်စေုပ်စုကပျော်ပွဲရှင်ပွဲခါနာတွေကို အချိန်ခါမဟုတ်ကျင်းပကပေါ်လာဆွဲဖမ်းဆီးတာတွေရှိနေတာကြောင့်ရဲသားလူငယ်တွေစင်ကြယ်နေတိုင်းကြဖို့မြို့ပြတော်တိုင်းအင်အားစုကအတိပေးထားပါတယ်။အာနာသိစေုပ်စုကအတူရောက်ရွေးကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာလအတွင်းမှာပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း၁မှာရန်ကုန်တိုင်းအတွင်းကအကျုပ်တရာကမာရွတ်ဘိုးတထောင်းမယံကိုမင်္ဂလာတုံတင်ကန်းကျွန်းမော်ဘီတိုက်ကြီးတွန်တေဒဂုံမြို့သက်တောင်ပိုင်းအလုံးနဲ့တာလယ်မြို့နယ်တို့ပါဝင်ကြောင်းတည်ရပါတယ်။ စစ်ကောင်ရှင်ကဘူတာဝခြေဆိုင်ဤပြူဝမှုကိုခေါင်းနံဖူးတွင်ထံကား၍ငယ်ငယ်ရှင်းလင်းလှုပ်ဆောင်ရန်စ조사နေကြောင်းသိရပါသည်။ကချင်ပြည်နယ်ဘူတာဝခြေဆိုင်ဤပြူဝမှုကိုခေါင်းနံဖူးပြုံနေရာတွင်ဝင်ရောက်ရှင်းလင်းရန်စစ်ကောင်ရှင်ကညွှန်ကြားထားကြောင်းသိရပါသည်။စစ်ကောင်ရှင်သည်ပြီးခဲ့သည့်အောက်တိုဘာနောက်ဆုံးပတ်တွင်ကခေါင်းလံဖူးမြုံနယ်တွင်ကို18လေးရင်ဖြင့်စစ်အာမများပို့ဆောင်ခဲ့သည့်အပြင်ဘူတာဝမှနီးပြူဟာမှုနှင့်အဖွဲ့ကိုလည်းခေါင်းလံဖူးမြုံနယ်တွင်ဝင်ရောက်ရှင်းလင်းရန်မြောက်ပိုင်းစစ်ဌာနချုပ်မပခါမှညွှန်ကြားထားကြောင်းဒရင်ချင်းမြန်သားထံမှသိရှိရပါသည် ယူဟာမှုကပူတာအုပ်ကနေမခွာခြင်းမူသူတို့ချင်းမချင်းမကောင်တွေဖြစ်နေတယ်ပြောတယ်။ခေါလံဘူးတဲ့တော့အင်အား900လောက်ကိုပို့ထားနိုင်ပြီခုကချင်တရင်ရင်းနစ်ကပြောပါတယ်။ဘူတာအုပ်ခရိုင်ခေါလံဘူးမြုံနယ်အတွင်းတွင်စစ်ကောင်မရှင်ပြူးစစ်ပူပေါင်းတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ဒီအော်တိုဘာလအတွင်းကတိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA ကစစ်ကောင်မရှင်တပ်စခန်း၃ခုခန့်ကိုသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်မရှင်ဒီ၎င်းတို့တပ်စခန်းများသိမ်းယူခံရပြီးနောက် ဘူတာကိုခလာရ46ရင်းတို့လက်လက်ခဲရနဲ့စစ်ကူအများများဖြစ်တင်ခဲ့သည့်အပြင်ခလာရ46မှတစဉ်ခေါလွန်ဖူးမြုပ်နယ်ရင်းတို့စစ်ကူအများများပို့ဆောင်ခဲ့ကြောင်းသိရပါသည်ထို့သောပို့ဆောင်ပြီးနောက်ဘူတာကိုခြေဆိုင်ညှိပြွာမှုကိုပါပို့ဆောင်ရန်စီစဉ်ညွှန်ကြားမှုများလုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်